ရှိုးသောဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါれ။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့သာဝရဘုရားကိုရှာနီဆိုတဲ့ကောင်းစဉ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။အာမုဥနာဂရိချံအခန်းငါစာပိုက်၄နဲ့၅ကိုဖတ်ပါမယ်။သာဝရဘုရားသည်ဣသရေလအမျိုးအားမိန်တော်မူသည်ကငါ့ကိုရှာကြလော့။ရှာရင်အသက်ချမ်းသာရကြလိမ့်မည်။ဘေတလအမျိုးကိုမရှာကြနဲ့။ ကိလကာလမြို့တို့မဝင်ကြနဲ့ဘေရရှိဘမြို့တို့မသွားကြနဲ့အကြောင်းဘုကာကိလကာလမြို့ဒီဆက်ဆက်တင်းသွားခြင်းကိုခံရလိမ့်မည်ဘေဒလမြို့ဒီလည်းအကျိုးနဲ့ရှိလိမ့်မည်ထာဝရဘုရားကိုရှာကြလို့ရှာလင်ချမ်းသာရလိမ့်မည်ပြောတာတွေ့ရတယ်အဲ့တော့ဒီဧသရေလလူမျိုးတွေဟာနော်လမ်းမရောက်ကြတဲ့အခါမှာဒုက္ခရောက်တယ်ဗော။ ဒုက္ခရောက်တဲ့ခါမှာသူတို့ကဘာကိုကိုးစားတယ်လဲဆိုတော့သူတို့ရဲ့မြို့တွေတဲ့သူတို့မြို့ရဲ့မြို့ရိုးတွေအဲ့ဒါမှာရှိတဲ့စစ်တပ်တွေအဲ့ဒါမှာရှိတဲ့ဘုရားတွေစီစဉ်ဥစ္စာတွေအဲ့ဒါကိုသွားပြီးတော့မှအာကိုပြီးတော့မှအဲ့ဒါကိုသွားရှာတယ်အဲ့ဒါကိုသွားခိုးလုံနေပေါ့အဲ့ဒီခါမှာဘုရားသခင်ကသတိပေးတာမင်းလောကီအရာဆိုတာကတဲ့မင်းတို့ခိုးလုံတဲ့မြို့တွေမြို့ရိုးတွေ မင်းတို့ရဲ့စီးစိမ်နေဆိုတာကအပြည့်စီးလိမ့်မယ်တဲ့အဲ့ဒါကြောင့်အရိယာကိုနော်လုံခြုံမှုရှိဖို့အတွက်အသက်ချမ်းသာရဖို့အတွက်အဲ့တော့သွားမရှာနဲ့အာမကိုနဲ့တဲ့ငါ့ကိုရှာတဲ့ငါ့ကိုရှာရင်တော့မင်းတို့မကောင်းပေမဲ့နော်ငါတနာမဆတော့ကြောင့်အသက်ချမ်းသာရမယ်ပြောတော့တွေ့ရတယ်အဲ့တော့ဒီနေရာမှာဘုရားကိုရှာတဲ့အခါမှာနော်စိတ်နှလုံး ကဘယ်လိုထားမလဲဆိုရင်တော့ဒီဟိဗရခန်း7စာပိုက်6မှာကိုရောကိုရှာတော့သူအားအကျိုးကိုပေးတော်မူတယ်လို့ကောင်းယုံကြည်ရမယ်ဆိုတော့အကျိုးပေးတယ်ဆိုတော့ကိုယုံကြည်တဲ့စိတ်နဲ့ရှာမယ်ရှာရခါမှာအကျိုးကိုရှာမှာမဟုတ်ကိုရောကိုရှာမှာဖြစ်တယ်နော်အကျိုးပေးတယ်ဆိုတော့ကိုယုံရမယ် ။နောက်ပြီးရင်ပါလေအဲ့အကျိုးကိုမရှာပဲကိုရော့ကိုရှာမယ်။ဒီနေရာမှာသူတို့အကျိုးရှာတာကိုရော့ကိုမရှာဘူး။အဲ့လိုဖြစ်တယ်နော်။ဆိုတော့ယေရမိခ29စာပိုက်73နဲ့74မှာငါ့ကိုရှာတော့ခါစိတ်နှလုံးအကျွမ်းမဲ့နဲ့ရှာရင်တွေ့ကြလိမ့်မယ်။ငါသည်လည်းသင်တို့အတွေ့ကိုခံမယ်လို့ပြောတာတွေ့ရတယ်။စိတ်နှလုံးအကျွမ်းမဲ့ဆိုတာကဘာလဲလို့ပြောရင်တခြားလူချင်းတတ်မဲ့ချင်းဘာမှအကန့်မရှိဘူး။ နော်မရှိဘဲနဲ့ဘုရားရှင်စစ်ကိုပဲလိုချင်တယ်နော်အဲ့တော့ဘုရားကိုသာလင်ရှာတယ်နော်ဘုရားနဲ့ပဲဆက်ဆံချင်တယ်ဥပမာလူတစ်ယောက်နဲ့တစ်ယောက်ပေါင်းတယ်ဆိုရင်နော်အလုံးတည်တဲ့အတိုင်းပဲအကျိုးကို လူချင်နဲ့ပေါင်းတဲ့သူရှိတယ်လူကိုခင်လို့ပေါင်းတာရှိတယ်တကယ်စိင်းစရနာနဲ့ပေါင်းတာရှိတယ်စိင်းချမ်းသာမရဘူးအဲ့တော့တချို့ကျတော့အကျိုးလူချင်လို့ပေါင်းတယ် စေတောက်ပေါင်းလဲခန်းချင်လို့ချမ်းသာရလို့ပေါင်းချင်လဲသူ့ရဲ့စီစဉ်ဥစ္စာတွေတခုခုလူချင်လို့ချင်းငါချင်လို့လူကြီးကိုပေါင်းရင်လဲသူ့ရဲ့မျက်နှာသာလူချင်လို့အဲအဲ့လိုမျိုးအဲ့လိုမဟုတ်ဘူးတဲ့စိန်လုံးကကျွမ်းမဲ့နဲ့ရှာတယ်ဆိုတာကဘာအကျိုးကိုမှမမျှော်လင့်ပဲကိုရောကိုပဲရှာတာဖြစ်တယ်ကိုရောနဲ့ပဲယဉ်နှီးချင်တယ်အဲအဲ့ဒါအဲ့ဒါအဲ့စိန်လုံးအရေးကြီးတယ်အကျိုးပေးတယ်ဆိုတော့ယုံရမယ်ပြီးရင်ဘာအကမှမရှိပဲနဲ့ ဘုရားပဂရိနဲ့ပဲဆက်ဆံခြင်းနဲ့စိတ်နဲ့မေတ္တာရဖွဲ့ခြင်းနဲ့စိတ်နဲ့ရှာမှာဖြစ်တယ်။အဲ့ဒီရှာခြင်းရဲ့တက်တွေက ပါရှိတယ်လေတဲ့။နော်အမုခံငါမှာပဲစပိုက်စလေးမှာပါပြောလဲဆိုတော့ချမ်းသာရစေခြင်းကဒုစရိုက်ကိုရှောင်၍သူစရိုက်ကိုရှာကြလော့ထို့သို့ပြုလင်းတင်တို့ဆိုတတ်သည့်အတိုင်းကောင်းကင်ဘုရှေရှင်သာရဘုရားသည်တင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ လူစိတ်ကိုမုံရသူစိတ်ကိုချစ်ကြလောသူလိုပြောပါတယ်အဲ့တော့ဒီမှာစပိုက်လေးမှာတော့ထာဝရဘုရားကိုရှာပါတဲ့ရှာရင်အသက်ချမ်းသာရကြလိမ့်မယ်တဲ့ဒီမှာကျတော့အသက်ချမ်းသာရမည်အကြောင်းရှာခြင်းအသက်သေးနော်ရှာရင်အသက်ချမ်းသာရမယ်အသက်ချမ်းသာရမည်အကြောင်းပါရှိတယ်ဆိုတော့သူ့ရဲ့သက်သေးကထာဝရဘုရားရှာခြင်းရဲ့သက်သေးကပါလဲ။ ဒုစရိုက်ကိုရှောင်ပြီးသူစရိုက်ကိုရှာတယ်။ဒုစရိုက်ကိုမုံပြီးသူစရိုက်ကိုချစ်တယ်။အဲ့ဒါဟာထာဝရဘုရားကိုရှာခြင်းရဲ့တည့်တည့်ဖြစ်ပါတယ်။တရားတော်ကိုပြန်ပြီးတော့မှချုပ်မယ်ဆိုရင်တော့နော်ထာဝရဘုရားကိုရှာရဆိုတာဟာလာအကျိုးပေးတယ်ဆိုတာကိုလည်းယုံကြည်ရမယ်ပြီးရင်အကျိုးမရှာဘဲဘုရားကိုပဲရှာရမယ်ပြီးရင်စင်လုံးအကျိုးမဲ့နဲ့ ရှင်ရမယ်အတိဘေကတော့ဘာမျောလင့်ချက်တခြားအကန့်ဘာမှမရှိပဲဖယားပဂရိကိုပဲဆက်ဆံခြင်းနဲ့ယဉ်နီးခြင်းနဲ့အတန်ကြားခြင်းနဲ့เนาะရှားတယ်ဖြစ်တယ်အဲ့ဒီတက်တွေကတော့ဘာလဲဒုစရိုက်ကိုရှောင်းတယ်ဒုစရိုက်ကိုရှားတယ်ဒုစရိုက်ကိုမုန်းတယ်ဒုစရိုက်ကိုချစ်တယ်အဲ့ဒါသူ့ရဲ့တက်တွေဖြစ်တယ်အဲ့တော့အဲ့ရှားခြင်းအကျိုးလဲရှိပါတယ်ခင်ဗျာ အဲ့ဒါကတော့ဆလဟန်34စာပိုက်30မှာရှင်သေတို့ဒီဆင်းရဲတွေငတ်မွချင်းတို့ရောက်တော်လဲသာရဖျားကိုရှာတော်သူတို့၌ကောင်းတော်ရာတစုံတစ်ခုမြမလို့ရတဲ့။နော်အဲ့တော့တကယ်ခွန်အားကြီးတဲ့သူတွေတော်မှပဲဆင်းရဲပြီးငတ်ကောင်းငတ်လိုက်မယ်ဒုက္ခရောက်ပြီးနော်ငတ်ကောင်းငတ်လိုက်မယ်။ဒါပေမဲ့သာရဖျားကိုရှာတဲ့သူကတော့ကောင်းတော်အရာ တဆုံတစ်ခုမြတ်မလို့သူ့ဘဝမှာကောင်းတယ်ဆိုတဲ့အရာဟာလူတယ်မရှိရဘူးတဲ့ဘုရားသခင်ကတောင်းယူပေးမယ်ဒီနေရာမှာအသက်ဘေးကအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတယ်အသက်ချမ်းသာရမယ်ဘာလိုအပ်နေလဲလူတဲ့အရာ ကောင်းတော့အရာအစဉ်ရှိနေမယ်လို့ပြောပါတယ်ဒါကြောင့်ဒီနေ့လေးတိုင်းပဲဘုရားသခင်ကိုရှာကြပါလို့အဲဆိုရင်တော့ဒီနေ့နောက်ဆုံးသောကာလမှာဘယ်နေရာပဲနေနေမလုံခြုံပါဘူး တော်တော်လည်းလုံခြုံနိုင်မယ်နော်ပြင်လည်းတင့်တွေလိုအပ်တဲ့အရာ ကောင်းတော့အရာလိုရဲဆိုတော့မရှိရဘူးလို့ခွာပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်နေတင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်